ကျွန်တော်တို့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးအတွက်23ရက်စက်တလ2025ကနေ29ရက်စက်တလ2025အတွင်းမှာကျွန်တော်ရရမယ်တပတ်စာကံကြမ္မာဟောခွင့်ကိုကဏ္ဍတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီတွေအဲဒီတပတ်စာကာလမှာဘလို့ကံတရားလေးတွေကျွန်တော်ရတယ်လေပေါ့နော်အဲ့တော့ရံအတိုက်ခိုက်တွေစူးစမ်းရတဲ့ဟာတွေပေါ့နော်အဲ့ဒီဟာတွေကိုအောင်မြင်စွာကျော်လွှမ်းနိုင်တဲ့အနေအထားလေးတွေရှိလာပါလိမ့်မယ် ဘလောက်ပဲကို့ကိုဖိနေခဲဖိနေခဲဒီကာလမှာပြန်ပြီးတော့노ထလာပြီအရင်တော့ဘဝတွေဘလောက်ပဲတည်ခဲ့တည်ခဲ့ပေါ့နော်ဒီကာလမှာတက်ကနေပြန်ဆပြီးတော့အောင်မြင်မှုတွေကိုပြန်လဲရှာဖွေနိုင်မဲ့အနေအထားမှာကြုံရမှာဖြစ်တဲ့အတွက်ဒီတစ်ပတ်ကာလဒီဘုဒ္ဓကုသာသမိတွေအတွက်အမရံကံကောင်းတဲ့ရက်တစ်ပတ်ကာလလို့အဲတမန်မှာပေါ့နော်ကျွန်တော်ဒါကိုတင်စားပြီးတော့အဲတေဝါပြန်လို့အောင်မှာအဲ့လိုမျိုးကောင်းစင်တက်အောင်မှာပေါ့လေနော်ဆိုတော့ပြန်ပြီးတော့ဘဝတစ်တခုပြန်လဲအချပြုံးမဲ့ကာလတွေမှာပါတယ်ကိုဆုံညနာခဲ့တဲ့ဟာတွေကိုအနစ်နာခံခဲ့တဲ့ဟာတွေကိုပြန်လဲရရှိပိုင်ဆိုင်ဖို့အခွင့်ကောင်းတွေပြန်ပေါ်လာမှာဖြစ်တဲ့အတွက်ဝမ်းသာဖို့ကောင်းတယ် အလုပ်လုပ်ခေါင်းစဉ်တက်ပြီးပြောမယ်ဆိုရင်ဒီကာလမှာအလုပ်တစ်ခုလုပ်ပြီးဆိုရင်အာဝန်ထမ်းနေတာဖြစ်ခဲ့မယ်ဆိုရင်ရာထူးကြီးကြီးမားမားတိုးတက်တဲ့အနေအထားတွေလှစားတွေပါရင်တိုးမယ်ဆိုတဲ့အနေအထားတွေကျောင်းဝတ်တက်တဲ့ game ရှိတယ်တချို့အာနိုင်ငံဝန်ထမ်းနေဆိုလို့ရှိရင်ဒီကာလမှာအကြီးကဲရာထူးတွေရရှိပိုင်ဆိုင်တာမျိုးတွေအစားဖြစ်တဲ့ game တွေရှိတာပေါ့နော်ဝန်တာကတော့ကောင်းတယ်တစ်ဖက်မှာဘလောက်ပဲရှိတစ်ဖက်မှာလည်းအတိုက်ခိုက်တွေကတော့ရှိနေတယ်မပေါ့ငါဘောလေအထူးသဖြင့်အလုပ်ထဲမှာလှုပ်ဖို့ကင်ပတ်အချင်းချင်းမန္တလေးတိုက်ခိုက်တာလေးတွေဖြစ်တတ်တယ်အထက်ကိုဂုံးတိုက်တာတွေဗားရင်းညာတွေဖြစ်တတ်တယ်အထက်အောက်ကြားတဲ့သွားညက်တာလေးတွေ အဆုဘွားတွေနဲ့ဝိုင်းဝန်းဒုက္ခပေးတာမျိုးတွေဖြစ်တတ်တယ်။ဒါပေမဲ့ဘာမှတော့စိတ်မပူပါနဲ့။ဘလောက်ပဲအခက်ခဲတွေပဲကြုံကြုံနောက်ဆုံးမှာတော့ကိုကအနိုင်ရမယ်ဆိုတဲ့ဂိမ်းထဲမှာပါတယ်သူကအဲဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်။ကိုပိုင်စီဝိုင်းတကူစတဲ့အကောင့်တွေဖွင့်မယ်ဆိုရင်လည်းဒီကလာဒီအကောင့်ဆုံးကလာတွေမှာပါပါတယ်။လှုပ်စေခြင်းနဲ့ကျွန်တော်တို့ကိုပိုင်စီဝိုင်းလုပ်ရင်ဘုတ်တခုသားသမီးတွေကပို့ပြီးအကျိုးပေးတာတွေ့ရပါတယ်ဗျာနော်။ဆိုတော့တယောက်တည်းအားနဲ့မရဘူးဆိုရင်စုပေါင်းဆက်ပေါင်းလုပ်ရဲ့ကိစ္စတွေကလည်းအကျိုးပေးတဲ့ဂိမ်းထဲမှာပါနေတော့ဖြစ်တဲ့အတွက်စုပေါင်းဆက်ပေါင်းဆက်လို့ရှိရလုပ်ငန်းလေးတွေလုပ်လို့ရပါတယ်။ လောကထက်တဲ့ဂိမ်းထဲမှာလည်းသွားပါပါတယ်။စောက်လုံရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်အရန်အကျိုးပေးတာပေါ့ဗျာ။နော်။အဲ့တော့ကားဝက်ရှော့တွေပါလေလုပ်မလားအကျိုးပေးတယ်။ခရီးသွားလုပ်ငန်းတွေလုပ်မလားအကျိုးပေးတယ်။အစားအသောက်စားသောက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်မလားစားသောက်ဆိုင်တွေပါလေဖွင့်မလားအကျိုးပေးတာပေါ့။ဖြစ်နိုင်ရင်ဈေးုံဈေးကနေထောင်းအဲဈေးဆိုင်တွေပါလေဖွင့်ပါ။ဒါအကျိုးပေးတယ်။အဲဆက်သုံးစီရောင်းဝယ်ရေးတို့စောင်းစီရောင်းဝယ်ရေးတို့နော်စံပွဲရုံတို့စပွားပွဲရုံတို့ပယ်ပြောင်းပွဲရုံအဲ့လိုပွဲရုံပွဲငါအလုပ်ငန်းတွေပွဲသားအနေနဲ့လုပ်တာတွေကဒီကာလမှာ ဗုဒ္ဓဟူသားသမီးတွေအတွက်အမရန်အကျိုးပေးတယ်လှုပ်ပြောင်းနဲ့လှုပ်ဆွေးခြင်းနဲ့ဒီကျပေါ်သားလေးဆိုရင်ဒီကလာမှာအဲမြေရောင်းဝယ်တွေပေါ့နော်အိမ်ရောင်းဝယ်တွေခဏခဏဒဝဲဒဝဲလုံးလကူတက်ပြီးတော့စုကြည့်လိုက်ကြီးအဲပေါ်သားကတွေမြူးမြတ်မြတ်ရရှိပိုင်ဆိုင်တက်တယ်ဆိုတဲ့အနေထားလေးပါကျွန်တော်တက်တဲ့ကိန်းတွေမှာပါတဲ့အတွက်အမရန်ဝမ်းသာဖို့ကောင်းပါတယ်ငွေချေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာငွေချေးကန်လေးကလက်ပိုက်တဲ့ကိန်းတော့ကျွန်တော်မမြင်ဘူးပေါ့အဲဒါပေမဲ့လို့တစ်ခုရှိတာကရရရှိတဲ့ပတ်စံလေးတွေကနည်းနည်းမြုပ်နေတာလေးတွေ ရင်းနှီးထားတဲ့ငွေကြေးလေးတွေကအချက်ချင်းမပေါ်ဘဲနဲ့ဆိုင်းကနေလာမျိုးလေးတွေဖြစ်တဲ့ဟာငွေကြေးလေးတွေနည်းနည်းလေးကျန်းဖြစ်သွားတာမျိုးလေးတွေကြောင့်တည်းကယူဆိုင်မယ်။ဟိုရင်းနှီးမြုပ်နှံတာလို့ပတ်စံတွေအဲ့ထဲထဲမှာအလုပ်ထဲမှာမြုပ်နေတာမျိုးလေးတွေပတ်စံအရာနည်းနည်းလေးနည်းလေးတာမျိုးလေးတွေသွားဖြစ်တဲ့ game ပါမယ်။အဲ့တော့ရှိတာလေးတွေအဲဘယ်လိုပြောမလဲထပ်ထပ်ပြီးတော့နည်းနည်းစိုက်နေရတဲ့အနေအထားလေးတွေကြောင့်တည်းအဲ့လိုစိုက်ရတဲ့အနေအထားလေးတွေရှိတဲ့အခါမှာရွှေတဲ့ပစ္စည်းလေးတွေပါလေးတွေရှိရင်အပေါင်းအသင်းရောက်လာတာတွေရောင်းထုတ်လာတာမျိုးလေးတွေဖြစ်တဲ့တယ်။တချို့ကားတွေပါလေးဆိုရင်ရောင်းရတဲ့ game လေးတွေရှိပါတယ်။ တချို့တွေဆိုရင်ကားအဲရောင်းပြီးတော့မှအစ်စ်ပြောင်းဝင်ဖို့လုပ်တဲ့သူတွေတွေကစာချုပ်ဝတ်တဲ့ဂိမ်းတွေမှာပါတာပေါ့လေနော်ဆိုတော့အဲ့တော့ဒီကလာမှာငွေချင်းအရာတက်နိုင်လို့ရှိရင်အိမ်ပြင်ရလို့ရတယ်အိမ်ဆောက်လို့ရတယ်အိမ်ဝယ်လို့ရတယ်မြေဝယ်လို့ရတယ်နော်အလို့တခုစတင်အကောင့်တွေပေါ်လို့အကောင့်ဆုံးတော့ကလာတွေမှာပါတယ်လှုပ်ရှားလှုပ်ရှားရှိတာတွေကိုရဲဝင်ဝင်စောက်ချပြီးလှုပ်ပြအောင်လုပ်ပေးပါအဆင်ပြေပါတယ်ပြီးတော့ပြပထွက်မဲ့လူတွေထဲမှာပညာရေးနဲ့ပတ်သက်ပြီးတော့အဲနိုင်ငံသားမှာအကြောင်းသားတက်မဲ့ဆိုတဲ့သူတွေဒီကလာမှာအမြန်ဆုံးသွားဖို့အတွက်ကံရဲ့ထောက်ပံ့မှုတွေရရှိပိုင်ဆိုင်လိမ့်မယ် သင်္นานအစ်ထပ်ပြီးတက်ကြတာကြောင်းတွေထပ်ပြီးတော့နေရတာเนาะစောင်းမွေးတွေဖြီးလို့ရှင်နေအောင်မယ်ဆိုတဲ့အနေအထားတွေကြုံနေတော့ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းဘာမှစိတ်မှုတရားမလို့လက်ညှိုးညားရေဖြစ်မယ်ဆိုတဲ့ကိစ္စမှာသွားပါတာပေါ့လေဝမ်းတော်ဖို့ကောင်းပါတယ်တခုရှိတာဗုဒ္ဓဘုရားသမီးတွေဒီကလာမှာလူတွေရဲ့တိုက်ခိုက်မှုတော်တော်လေးပြင်းထန်ထန်ခံရတဲ့ကိစ္စမှာပါတယ်လူလိန်ခံရတဲ့ကိစ္စရှိတဲ့အတွက်ဘယ်သူဘယ်သူမှအဲမယုံနဲ့ပေါ့လေနော်အရင်ဆုံးသူတွေကနောက်ကျောဓာတ်နဲ့ထုံးမှုတွေကြုံရတတ်တယ်ပြီးတော့လူရင်းလူယုံဒုက္ခပေးတတ်တယ်ပေါ့မိသားစုဆွေမျိုးညီကောင်မောင်နှမတွေရဲ့ဝမ်းဝမ်းဒုက္ခပေးမှုတွေ တာသမီးကြောင့်စင်ကြီးစိတ်တော်ကရောက်လာတာမျိုးတွေအောက်လက်ငယ်သားတွေဝန်ထမ်းတွေမမြဲတာတွေဝန်ထမ်းတွေအစ်စ်ခေါ်လို့မရတာတွေကြောင့်စင်ကြီးစိတ်ဆင်းရတာမျိုးတွေအဲဒါမျိုးတွေအစားကျဝတ်တတ်တဲ့ကိန်းတွေရှိတယ်။အောက်လက်ငယ်သားတွေရဲ့စင်ကြီးတော်လုံးမှုကောင်းကောင်းရင်ဆိုင်မဲ့ကိန်းရှိတဲ့အတွက်အထူးသတိထားပြီးမပေါ်ဆက်ပါနဲ့နော်။အဲဘော့ဂူတာသမီးတွေဒီကလာမှာဘော့ဂူနာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုယင်းနှီးမြှုပ်နှံပြီးတော့လုံးဝမလုပ်သင့်ဘူး။ဘော့ဂူနာဆိုတော့ရွှေနဲ့ပတ်သက်ပြီးအယောင်ဝင်လောက်တာမျိုးတွေဒီကလာမှာမလုပ်သင့်ဘူးဗျာနော်။ရွှေ ပြီးတော့ရေတုံပစ္စည်းတို့ရေတန်းတို့ရွှေတူတာတို့ရေနံတူတာတို့ဒီကာလမှာလုပ်လို့ရှိရင်မြုပ်ကြသွားတာမျိုးတွေဖြစ်တဲ့ကိန်းရှိတယ်လုံးဝမလုပ်ပါနဲ့နော်ပြီးတော့အလုပ်တွေပါတယ်သူတွဲဖက်လုပ်ပတ်တဲ့ခိုင်မှာလဲစနေသားသမီးဘုဒ္ဓဟူသားသမီးတွေနဲ့ပူတဲ့တိုင်မျိုးပြီးတော့မှမလုပ်ပါနဲ့ဒီကာလမှာအကျိုးမပေးဘူးပေါ့လေစနေဘုဒ္ဓဟူအဲ့ဒီနေ့နဲ့ကိုအကြောင်းပြုပြီးစိတ်ပင်ပန်းလူပင်ပန်းပြဿနာလေးတွေဖြစ်တတ်တယ်အခါမသိရင်ရောဂါရောပြဿနာဖြစ်တာမျိုးတွေကြုံရတတ်တယ်နော်ဂယုဆိုင်ပေါ့ကျမကြီးနဲ့ပတ်သက်လို့ရှိရင်တော့ဘုဒ္ဓဟူသားသမီးတွေလေဘင်းတို့ရင်သားတို့ဝမ်းမိုက်တို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်တခြားဂယုဆိုင်ပြင်မယ် လက်တွေပါတယ်နာရာကြိုက်တာလေးတွေဖြစ်တဲ့လေနဲ့ပတ်သက်တဲ့ရောဂါတွေဒီဒုက္ခပေးတဲ့ game ပါတဲ့အတွက်မပေါ်ဆက်ပါဘူးပေါ့နော်ခြေလေးရောင်းပါလေးအတက်နိုင်တော့ရှောင်ပြအောင်ရှောင်ပြရမယ်ကျမညာလို့စီအောင်စင်ကပြရင်ကြာတာရေးသားသမီးဆရာဝန်နဲ့ပဲပြပေးပါနော်အဲ့တော့ဘုရခုသားသမီးတွေဒီကလာမှာတစ်ဖက်မှာကောင်းတာလေးတွေရှိသလိုတစ်ဖက်မှာလည်းအညံ့လေးတွေရှိတယ်အဲဟိုဘက်ဒီဘက်ရောနေတယ်ပေါ့နော်ဒါပေမဲ့ဘလောက်ပဲအညံ့လေးတွေကြုံကြုံမှာအဲ့ကြုံတဲ့အညံ့လေးကိုကောင်းစွာကျော်လွှားနိုင်တဲ့အနေအထားတွေရှိတဲ့ဖြစ်တဲ့အတွက်ကံကကိုယ့်ဘက်မှာရှိပါတယ်ဒါပေမဲ့တစ်ခုခုအောင်မြင်မှုအတွက်ဆိုရင် အသေးအတန်တက်ခိုက်ပြီးတော့မှရတတ်တဲ့သဘာဝရှိတယ်။ပြပြလဲလဲအေးချင်းချင်းလေးတမ်းပြီးကြတာမျိုးတော့မဟုတ်တတ်ဘူးပေါ့နော်။အဲ့တော့အခက်ခဲကြုံတိုင်းဘာမှဆက်မပူနဲ့ကိုယ်အနံ့ရမယ်ဆိုတာကိုသိတဲ့အတွက်ရဲရဲဝင်းနဲ့ရှေ့လိုပြီးလောက်ပါလို့အကြံပေးပြရစေ။အဘရူသားသမီးတွေအခြေအိမ်အောင်နဲ့ပတ်သက်လို့ရှိရင်တော့အိမ်အောင်ရှိတဲ့သူတွေဆိုရင်ဒီကလာမှအိမ်အောင်လေးပါလေကွက်တတ်တယ်ဗျ။ကွက်လို့ရှိရင်နှမျိုးကွက်တာပေါ့။တမျိုးကကြတော့တယောက်တနေရာဒီခွဲနေရခြင်းနဲ့ကွက်တတ်တယ်။တမျိုးကတော့လုံးဝအဆင်မပြေပါဘူးဆိုပြီးတော့အဲစာရွက်စာနဲ့တရားဝင်ကွာချင်းပြီးကွက်တာလေးတွေဖြစ်တဲ့ဂယူဆိုင်ပေါ့နော်။ တနင်္ဂနွေတို့တောက်ကြတော့ဆိုရင်ကိုယ့်စီကနေလုံအောင်ထွက်သွားတာမျိုးတွေဖြစ်တဲ့ကိန်းရှိတယ်နော်ဂယူဆိုင်ပေးပါစနေသားသမီးဆိုရင်တော့ထွက်လာမေးလည်းမထွက်ဘူးအချိန်ပြေးလာမေးလည်းမပြေဘဲနဲ့တလို့တလောင်းဒုက္ခတွေပေးတတ်ပါတယ်ချစ်သူမရှိတဲ့သူတွေကတော့ချစ်သူအသေးကြတတ်တဲ့ကိန်းကြီးရှိပါတယ်ကောင်းပါတယ်ဗျာနော်ဟိုချစ်သူရှိတဲ့သူတွေဆိုလည်းအိမ်တော်တွေပါကြတတ်တယ်ပြီးတော့အချစ်အိမ်တော်ကြီးမှာသုံးဝန်ဆိုင်ပြဿနာတွေကြုံပြီးတော့အနောက်ရှက်လေးတွေအတင်းတိုးဝင်လာတာမျိုးတွေဖြစ်တဲ့အခါမှာရှစ်တဝါခါနောက်ဆဝါခါတွေနဲ့အခမ်းမသိရင်ရုံောက်ခရောက်ပြဿနာတွေဖြစ်ရှင်းရတတ်ပါတယ်မပေါ်ဆက်ပါနဲ့နော် နိုဝင်ဘာလ24 25 26 26 28 29 29အမရန်ကောင်းတယ်ဗျစိုင်းငံလာတဲ့လုပ်ငန်းတွေကိုပြန်လဲဆောင်ရွက်လို့ရတဲ့အနေအထားလေးတွေရှိမယ်အတက်ပညာတွေကိုသင်ယူတက်မြောက်ရတဲ့အနေအထားသင်တန်းတွေပါတက်ရတာတွေအစားပေါ့နော်အဒါမျိုးတွေအစားကျုံရတတ်တဲ့ကိန်းတွေရှိတယ်အရှုံးပေါ်နေတဲ့လုပ်ငန်းတွေပြန်ပြီးတော့အကျိုးများရပြီဆိုတဲ့သတင်းစကားလေးတွေကျုံရကြားရတာဖြစ်လိမ့်မယ်အမျိုးသမီးမိတ်ဆွေတွေကနေအကူအညီကောင်းလေးတွေရရှိပိုင်ဆိုင်လိမ့်မယ်အင်္ဂါနာနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာတွေကနေအကျိုးများများစွာရရှိပြီးတော့လူမှုကြမ်းဘာသာကြားတွေရဲ့အကူအညီဆောက်ရှောက်မှတ်သားမှုတွေရရှိပိုင်ဆိုင်လိမ့်မယ် ဒီပါနိုင်ငံခီးသွားတဲ့ဂိမ်းတွေပါတာတွေ့ရတယ်။အဲနိုဝင်ဘာ23ရက်ကတော့နည်းနည်းလေးအညံ့ရှိပါတယ်။အထူးသဖြင့်ဒီကာလမှာဒုက္ခပင်းလူတွေဒုက္ခပေးတာဖြစ်တဲ့အဲ့လူကလည်းအဝေးရသူတွေမဟုတ်ဘူး။အရင်ဆုံးသူတိုင်နေနေတဲ့သူတွေဖြစ်စေမိတ်ဆွေရင်းချတွေဖြစ်စေလူရင်းလူုံတွေဖြစ်စေပေါ့နော်ဒုက္ခပေးမယ်။လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာအရှုပ်တွေဖြစ်ပြီးတော့တိကျလာတဲ့ကိုယ့်ရဲ့နာမည်ဂုဏ်သိက္ခာလေးတွေထိခိုက်ပျက်စီးတတ်တယ်။အထူးသတိထားပါ။မမေ့ပါနဲ့။အဝတ်ထည်တွေမလိုအပ်ဘဲမဝယ်ပါနဲ့နော်။ခိုက်တတ်ပါလေ။အဲ့တော့ဒီကာလမှာကန်ရီးယားရဲ့ထောက်ပံ့မှုအပြည့်အဝရအောင် အပြာရင်အောင်မိကိုရောင်ပန်းရောင်အဖြူရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါ။ကြာပန်းမင်းမြုပ်ပန်းကန္နမာပန်းစပယ်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးဝတ်တဲ့ဖျားမှာဖျားမှန်ကတာဖြစ်စေအဲနေအဲ့ကနေမှာအလားပေါင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလုပ်သုံးဆွဲပေးပါ။အဲ့တော့ဘုရုဟုသားသမီးကျွန်တော်မိတ်ဆွေတွေဒီကရမှာကျောင်းနဲ့အညံ့တွေกินပြီးတော့ကောင်းတဲ့ကံတွေပို့ကောင်းဖို့အတွက်ရေရရာအနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတော့အနောက်ရက်ကိုမျက်နှာမူမယ်။စတန်လေးကိုရှစ်ဆုပ်ဆုပ်ပြီးတော့ရှစ်ပုံပုံပြီးတော့စာကလေးငှက်လေးတွေကြက်လေးတွေပွဲစိတ်လေးတွေကိုဒါနပြုကျွေးပြီးတော့ လူကျင်တဲ့စုလေးတွေစနာကုစုတော်ချင်းအားဖြင့်အလိုရှိရာစနာလေးတွေပြေဝလာပါလိမ့်မယ်။ဒါအပြင်အညာခက်လေးတွေပြေပြောင်းအောင်အိမ်မှာရှိတဲ့အဲတော့အဟောင်းတွေအပြက်တွေကိုရှာဖွေပြီးဆုံးပြမယ်။တော့တွေမကောင်းရင်အမြဲတမ်းအစ်စ်လဲလဲမယ်။အိမ်မှာမတုံ့တော့တဲ့တက်တာအဆုပ်ပြက်တွေပုံရတာတွေရှင်အမြဲတမ်းဆုံးပြမယ်။တချို့အိမ်ရှိတွေမှာတဲရီပါတွေပုံရတာတွေပါဆိုဖယ်ရှားရှင်းနေပြလိုက်။ဒါဆိုတော့အညာတွေกินပြီးတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်။အဘုဒ္ဓကုသာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါ